မနက်ခင်းနေအောင်ကြည်သည်အရှိကောင်းကင်ရံမှ တဖြည်းဖြည်းတက်လာပြီးရန်ကုန်မြို့၏အဓိကလမ်းမများပေါ်တွင်ကျန်ရှိနေသေးသောမြို့ကိုများကိုဖယ်ရှားပေးနေသည်လမ်းဘေးဆိုင်ငယ်လေးများမှ ကော်ဖီနံတင်းတင်းနှင့်နနက်စာမုံဖက်ရုံမုံနှန်းတို့ပေါင်းဆက်ကားတင်းပြက်နေသည်နနက်ခင်း၏ပုံမှန်ရှုပ်ထွေးမှုများကြားတွင်တက်ကြွကြီးအာကာကျော်ဒေသခံတိုင်းစစ်ဌာနချုပ် တစခမမြမတက်မတော့တမန်တက်သားတူသည်တက်ရက်သော ယူနီဖောင်းကို ဝစ်စင်ကအသင်ဖြစ်နေပြီဖြစ်သည် သူဤတောင့်တင်းသော ကိုနေဟန်ထားသည် စီကံရှိမှုကိုဟောပြနေတော်လဲသူဤငိန်သက်သောမျက်လုံးများကမူနှိမ့်ချမှုကို အမြဲတစေထုတ်ဖော်ပြတာနေသည်အာကာကျော်သည်တစ္ဆာရှိသောစီကံရှိသောကျင်းဝင်များကိုအလေးထားသောတက်သားတူဖြစ်သည် သူသည်ယောသားသောမိသားစုမှဆင်းသက်လာပြီးကြားပြည်နယ်လွိုင်းကော်မြို့အနီးရှိ တောင်ချေရွာငယ်လေးတရွာမှဖြစ်သည်ရိုးရာဒလိထုံနှန်းများနှင့်အညီကြီးပြင်းလာသူဖြစ်ပြီးရင်ကျေးတိမ်မွေးမှုအချင်းချင်းလေးစားမှုနှင့်မတရားမှုမပြုလုပ်ခြင်းတို့ကိုလက်ကင်ထားသူဖြစ်သည်သူသည်နေတိုင်းသူ၏အသက်ကြီးနေပြီဖြစ်သောအနီယောင်ဟန်ဒဝေတရား25ဆိုင်ကယ်ကို စီးနင်းပြီးဤတိုင်းစစ်ဌာနချုပ်သို့တွားရောက်လေးရှိသည်ထိုဆိုင်ကယ်သည် နှစ်ပေါင်းများစွာ သူနှင့်အတူရှိခဲ့ပြီးငားရန်ထားသောအိမ်မှ9ကီလိုမီတာခန့်ကွာဝေးသည်ထိုးဆိုင်ခဲ့သည်တည်ယူပို့ဆောင်ရေးရင်းမြသာမဟုတ်ပဲအာဂါကျော်နိုင်ငံတော်တာဝန်ထမ်းဆောင်စဉ်ကြုံတွေ့ခဲ့ရသော အခက်အခဲနှင့်ပျော်ရွှင်မှုများ၏တိတ်ဆိတ်သောတက်တေလည်းဖြစ်သည် သူသည် သူ၏ဆိုင်ကယ်ကို အမြဲတစေကောင်းမွန်စွာထားရှိပြီးဂယုတဆိုင်ထိမ့်သိမ်းဆောက်ရှောက်က သူ၏ဘဝရှိပိုင်ဆိုင်မှုတိုင်းကိုမြည်တို့ထိမ့်သိမ်းကြောင်းကိုဖော်ပြနေသည် မြို့ဤအခြားတစ်ဖက်တွင်မြို့လယ်နှင့်မနီမဝေးရှိရက်ွက်တစ်ခုတွင်ရဲအုပ်မင်းခန့်ခေါ်မင်းခန့်သည်နနက်စာစားပြီးကစားဖြစ်သည် မင်းခန့်သည်အာကာကျော်နှင့်စန့်ကျင်ဘက်ဖြစ်သောရဲယာရှိဖြစ်သည် သူဤဘိုက်ပူပူသည်တင်းငယ်သော ယူနီဖောင်းအောက်မှထွက်ပေါ်နေခြင်းကသူဤထူးခြားသောလက္ခဏာဖြစ်သည် သူဤမျက်နာတွင် အမြဲတစေမာနကြီးသောအမူအရာရှိပြီးကဘာကြီးသည် သူဤခြေပေါ်အောက်တွင်လဲပက်နေတကယ်သူဖြစ်သည် သူသည်သူ၏မာနကြီးပြီးဆိုးသွမ်းသောဇယိုက်ကြောင့်ဒေသခံလူလူကြားတွင်လူသိများသည့်သူပိုင်ဆိုင်သောအာဏာသည် သူအားမတရားပြုလုပ်ရန်လိုင်စင်ပေးထားသကဲ့သို့ဖြစ်နေသည် သူ၏ကြမ်းတမ်းသောစကားလုံးများသည် မကြာခဏဆိုသလိုထွက်ပေါ်လာပြီးချင်းချောက်မှုများသည်နေစဉ်နှင့်အမျှဖြစ်နေသည် သူ၏ငူပိုင်သဘောတရားမှာပတ်ဆိုင်ရှိသူသည်မှန်သည်ဟု၍ဖြစ်သည် မင်းခန့်တွင်တစ္ဆာရှိသော နောင်လိုက်တချို့ရှိပြီးမင်းတို့သည်လေးစားမှုကြောင့်မဟုတ်ပဲကြောက်ရွံ့မှုနှင့်သူ၏မင်းခန့်၏မှောင်ခိုးစီမံကိန်းများမှအကျိုးမြတ်နည်းငယ်ကိုမျှော်လင့်၍လိုက်ပါကြခြင်းဖြစ်သည်ထိုနဏက်တွင်လည်းပုံမှန်အတိုင်းမင်းခန့်သည်စီကံထိန်သိမ်းရေးထက်အကျိုးမြတ်ရှာဖွေရန်ရည်ရွယ်သောကင်းလက်အစီအစဉ်များဖြင့်အတင်းဖြစ်နေသည်သူ၏အဖြူရောင်စလွန်ကားရဲကင်းလှဲ့ကားသည်တောက်ပနေပြီးပိုင်ရှင်၏အတုအယောင်ပြီးပြေဆုံးမှုကိုပုံဖော်နေတဲ့ကဲ့သို့ဖြစ်သည် သို့သောထိုစိန်ခံမှုနောက်ွယ်ရွမင်းအားနေသူဟု ယူဆသူတိုင်းကိုဖိနှိပ်ရန်အသိရှိနေသောသိုးသွန်းသော စိတ်တက်ကိုဝှက်ထားသည်။နနက်ခင်းတွင်ရန်ကုန်ဘရင်နောင်လန်းဆောင်မိပွိုင်အနီးရှိလမ်းများသည်စတင်ရှုပ်ထွေးလာသည်။အာကာကျော်သည်ပုံမှန်အတိုင်းဂယုတဆိုင်မောင်းနေပြီးရင်စည်းကမ်းများကို လိုက်နာက လုံကြုံသောအကွာဝေးကိုထိမ့်သိမ်းထားသည် သူသည်မိစိန်ပြောင်းသွားသောမိပွိုင်းကိုဖျက်ကျော်ပြီးကာစားတွင် နောက်မှရဲအုံမင်းခန့်မောင်းနှင်လာသော အဖြူရောင်ရဲကင်းလက်ကားသည်အရှိန်ပြင်းပြင်းနှင့်တတိပေးခြင်းမရှိဘဲရင်ကြောပိတ်ဆို့မှုများကိုဖြစ်ကြောင်မောင်းနှင်လာသည်ဝန်းတန်ရှိကြီးကိုအကြိမ်ကြိမ်တီးပြီးတတိပေးသည့်အနေနှင့် ဟုတ်ပဲယင်အားလုံးဖယ်ရှားပေးရန်အမိန်ပေးသည့်ပုံစံမျိုးဖြစ်နေသည်အလင်းလိုမှုကြောင့်ဖြစ်စေပေါ်ဆသောအလေးချင်းကြောင့်ဖြစ်စေမင်းခန့်သည်ညာဘက်လမ်းကျောတွင်ရှိနေပြီးဖြစ်သောအာကာကျော်ကိုမမြင်လိုက်ပေ သူ၏မျက်နာတွင် မာနာကြီးသောအပြုံးဖြင့်သူသည်ရှေးမှဆိုင်ကယ်အုပ်စုကိုကြော်တက်ရန်ညာဘက်သို့ကားကိုရုတ်တရက်ကွေးချလိုက်သည်ဒုံမနက်ခင်း၏တိတ်ဆိတ်မှုကို ပြင်းထန်သောတိုင်းမီတန်က ဖောက်ခွဲလိုက်သည် မင်းခန့်ဤရဲကင်းလက်ကားဤရှေပိုင်းသည်အာကာကျော်ဤဆိုင်ကဲနောက်ပိုင်းကို ပြင်းထန်စွာတိုက်မိသည်တက်မတော်သားသည်ဆိုင်ကဲနှင့်အတူ လမ်းပေါ်သို့လဲကျသွားသည် နာကျင်မှုကအာကာကျော်ဤခန္ဓာကိုယ်တစ်ခုလုံးကိုထိုးပေါက်သွားသည် သို့တော်သူသည်ချက်ချင်းထရက်ကသူဤအချစ်ဆုံးဆိုင်ကဲဤအခြေအနေကိုစစ်ဆေးရန်စူးစမ်းသည်ဆိုင်ကဲဤဘေးပေါင်မှန်ကွဲသွားပြီးဘေးကိုထဲချိုင်းဝင်သွားကနောက်တရာ၍သွားသည်သူဂယုတဆိုင်ထိမ့်သိမ့်ခဲ့သောဆိုင် ကဲသည်ယခုအခါပြင်းထန်စွာပျက်စီးသွားပြီဖြစ်သည်အခြားရင်မောင်းချို့သည်ထိုဖြစ်ပျက်ကိုစိုးရိမ်တကြီးစောင့်ကြည့်နေကြသည်မင်းခန့်သည်အပြစ်ကင်းသောမျက်နှာဖြင့်ကားမှန်ကိုချလိုက်သည်တောင်းမှန်ရင်သို့မဟုတ်အကူအညီပေးရင်စင်မလာပဲသူသည်အာဃာကြော်ကိုမထီမဲမြင်ပြသောအကြည့်ဖြင့်ကြည့်နေသည်ဟိတ်ညလုံးရောရှိရဲ့လားဒီဆိုင်ကင်ဟောင်းလေးကဖြည်းဖြည်းသွားပြီးရင်ကျောပိတ်ဆို့မှုဖြစ်စေတယ်ဟုသူကအော်ပြောလိုက်ပြီး ူ၏အတန်သည်လူများပြားသောလမ်းပေါ်တွင်ဟိမ့်ထွက်သွားသည် သူ၏နောက်လိုက်တဦးဖြစ်သောဒုတကျက်သောမျိုးသည်လည်းဘေးဘက်ပြတင်းပေါက်မှချောင်းကြီးကပြုံးစီစီလုံနေသည်အာကာကျော်သည်နာကျင်မှုနှင့်ဒေါသကို ထိန်းချုပ်ကာမိမိကိုယ်ကို အေးဆေးစွာထားရန်ကြိုးစားနေသည်သူသည်မိသူနှင့် ရင်ဆိုင်နေရသည်ကိုကောင်းစွာသိပြီးစိတ်လှုပ်ရှားမှုဖြင့်တုံ့ပြန်လိုခြင်းမရှိပေ ဆရာတောင်းပန်ပါတယ်ဒါပေမဲ့ဆရာကညာဘက်ကနေကက်ပြီးကြော်တက်တာရဲ့မီးမပြပဲကြော်တက်တာပါဟုအာကာကျော်ကအေးဆေးစွာရှင်းပြရန်ကြိုးစားသည်သို့တော်မင်းခန့်သည်ဂယုမဆိုင်ပုံရသည်သူသည်ထိုလန်းပေါ်တွင်မြည်သူကအာနာအရှိဆုံးဖြစ်သည်ကိုတတ်သိပြလိုယုံသာဖြစ်သည်ပရိပခတစ်ခု၏အစပြုံးမှုတစ်ခုသည်ကြီးမားသောရှုပ်ထွက်အေမှုစီတို့ဥတီသွားတော်မူဖြစ်သည် ရဲအုပ်မင်းခန့်ဤမာနာကြီးသောသဘောထားကို မြင်တွေ့ရတော်လဲအာကာကျော်သည်ငြိမ်သက်စွာနေရန်ကြိုးစားနေသည်သူသည်တက်မတော်သားတဦးဖြစ်ပြီးနိုင်ငံတော်တည်ငြိမ်ရေးကိုထိမ့်သိမ်းရန်ပြည်သူများကိုကာကွယ်ရန်စိတ်လှုပ်ရှားမှုဖြင့်လွယ်လွယ်ကူကူတုံ့ပြန်ခြင်းမပြုရန် လေ့ကျင့်ပေးထားသူဖြစ်သည်အထူးသဖြင့်အယက်သားများနှင့်မတူပဲအခြားဥပဒေစိုးမိုးရေးအရာရှိများနှင့်ပတ်သက်လာလျင်ဖြစ်သည်သို့တော်သူတွင်လည်းဂုံတိတ်ခါရှိသည် ဆရာကျွန်တော်ဆရာနဲ့ဘာပြဿနာမှမရှိပါဘူးဒါပေမဲ့ကျွန်တော်ဆိုင်ကဲပျက်စီးသွားပြီဒါကကျွန်တော်အမှားမဟုတ်ပါဘူးဟုအာကာကျော်ကပြောလိုက်သည်သူရဲ့အတန်အနေငယ်မြင့်တက်လာတော့လဲထိမ့်ချုပ်ထားစေဖြစ်သည်သူဒီကွဲနေသောဘေးပေါင်မှန်နှင့်ချိုင်းဝင်နေသောဆိုင်ကဲကိုယ်ရေကိုလက်ညှိုးထိုးပြသည်အတူတူအရာရှိခြင်းအနေနဲ့ဒါကိုကောင်းကောင်းမွန်မွန်ဖြေရှင်းကြရအောင်ကျွန်တော်ဆိုင်ကဲပြင်ဖို့လိုတယ်ဟုသူကပြောလိုက်သည် မင်းခန့်သည်မဲပြုံးပြုံးလိုက်သည်မထီမဲမြင်ပြသော နားရဲစုသောရေတံဖြစ်သည် သူသည်ကားမှန်ကိုအပြည့်ဖွင့်လိုက်ပြီးသူ၏နီရဲနေသောမျက်နာကိုပြတ်တလိုက်သည်ဒေါသကြောင့်ဖြစ်နိုင်သည်သူမဟုတ်သူဤဒေါသထွက်တတ်သောဇယိုက်ကြောင့်လည်းဖြစ်နိုင်သည်ဒီလိုဆိုင်ကယ်ဟောင်းလေးကိုရော်ကြေးတောင်းနေတာလားကျွန်တော်ရဲကားကိုကြည်စမ်းဒါဘသူကားလဲတီလားဟုသူကရဲတစိ့ကိုလက်ညှိုးထိုးပြပြီး ပေါ်ပြောလိုက်သည်အိမ်မက်မက်မနေနဲ့မင်းမာတာဘာလို့ငါကားရှိမှဖြည်းဖြည်းမောင်းနေတာလဲမင်းဖယ်ပေးတင်နေဟုသူကပြောလိုက်သည်နောက်ခန်းတွင်ထိုင်နေသောသူဤနောက်လိုက်နှစ်ဦးဖြစ်သောဒုတကြက်စောမျိုးနှင့်ဒုတကြက်ထွန်းလွင်တို့သည်လည်းခေါင်းဆောင်ဤဒေါသကိုပျော်ရွှင်နေတကဲ့သို့ရေမောကြသည်ဤတို့သည် သူတို့ဤဖုံများကိုပင် ထုတ်ကားထိုအခြေအနေကိုမှတ်တမ်းတင်နေကြပြီးနောက်မှရေမောရန်အတွက်ဖြစ်နိုင်သည် အာကာကျော်၏အကြည့်များပြောင်းလဲသွားသည်သူသည်မိမိကိုယ်ကိုတမာတမတ်ကြသောဥပဒေစိုးမိုးရေးအရာရှိတဦးနှင့်ရင်ဆိုင်နေရသည်မဟုတ်ဘဲယူနီဖောင်းဝတ်ထားသောဝတ်တုပြည့်မှုကျူးလွန်သူတဦးနှင့်ရင်ဆိုင်နေရကြောင်းကို စတင်သဘောပေါက်လာသည်ဆရာကျွန်တော်ကတက်မတော်သားပါကျွန်တော်စီကန်းတွေကို သိပါတယ်ဟုအာကာကျော်က သူဤတသားကုံကိုအသုံးပြု၍နှစ်ဦးနှစ်ဖက်သဘောတူညီကြရရန်စူးစမ်းသည်သူဤဂုံတိတ်ခါကိုအတိမတ်ပြုခြင်းကမင်းခန့်ကိုအနှဲငယ်ပျော်ပြောင်းစေလိမ့်မည်ဟုမျှော်လင့်ခဲ့သည်သို့တော်ဖြစ်ပျက်ခဲ့သည်မှာစန်းကျင်ဘက်ဖြစ်သည်မင်းခန့်သည်ရင်ကိုပုံမူကော့ကာရက်နေပြီး အာကာကျော်ဤတက်မတော်သားအဆင့်တန်းသည် သူ၏ရှေးမောက်တွင်အဘိဓေမရှိတကယ်သို့ဖြစ်နေသည်အိုးတက်မတော်သားဒါဆိုမင်းထင်တာငါတက်မတော်ကိုကြောက်တယ်လို့လားဟုမင်းခန့်ကအော်လိုက်သည် သူ၏အတန်အတော်အတန်မြင့်တက်သွားပြီးဖြတ်သွားသောရင်မောင်းများကိုပုံမအာယုံဆိုင်လာစေသည် မင်းကတတ်မှုဖြစ်နေပါစေမှားရင်မှားတာပဲအခုဖယ်ပေးမဟုတ်ရင်မင်းရဲ့ဒီဆိုင်ကယ်ဟောင်းကိုငါယုံကိုဆွဲသွားမယ်ဟု သူကချင်းချောက်လိုက်သည်ထိုချင်းချောက်မှုသည်ချင်းချောက်မှုတန်ဖြင့်ပြောဆိုခြင်းဖြစ်ပြီး အာကာကျော်ကိုအံအားသင့်စေသည် သူသည်ဤမြရဲရင်ပြီးစိတ်နှောင့်ယှက်ဖြစ်စေသောအရာရှိတဦးနှင့် မကြုံဘူးသေးပေနှုတ်ဖြင့်ချင်းချောက်မှုများသာမက မင်းခန့်သည်ကားပေါ်မှဆင်းလာပြီးဇော်မျိုးနှင့်ထွန်းဝင်တို့လည်းလိုက်ပါလာသည်သုံးဦးစလုံးသည်အာကာကျော်ကိုဝိုင်းရံလိုက်ကြပြီးမင်းခန့်က ရှေ့တွင်ရက်နေသည် သူ၏ကြီးမားသောကိုနေဟန်သားကပုံမိုတွယ်လျသောအာကာကျော်ကိုမျိုးချတော့မည်အလားဖြစ်နေသည်မင်းကဘာဖြစ်ချင်တာလဲ ငါ့ကိုတိုင်ချင်တာလားတိုင်လိုက်လေဒီမျိုးကအကြီးအကဲတွေအကုန်လုံးငါသိတယ်မင်းမထင်လို့လေရိုးရိုးတက်ချက်လေးကငါ့ကိုရဲရဲတင်းတင်းလှုပ်ရဲတယ်ပေါ့ခုမင်းခန်းကအာကာကြော်ဤပခုံးကို သူဤဝတ်တုတ်သောလက်ညှိုးဖြင့်တွန်းရင်းလောင်ပြောင်ပြောဆိုသည် ထိုတွန်းအားသည်ရိုးရိုးထိတွေ့မှုမျှသာမဟုတ်ပဲနှိမ့်ချရန်လွှမ်းမိုးမှုကိုပြသရန်ကြိုးပမ်းမှုဖြစ်သည်ဇော်မျိုးနှင့်ထွန်းတွင်တို့လည်းပုံမူနီးကပ်လာကြသည် သူတို့၏အမှုအရာများက သူတို့၏ခေါင်းဆောင်အမိန့်ပေးသည်များကိုလှုပ်ဆောင်ရန်အသင့်ရှိနေကြောင်းပြသနေသည်အာကာကျော်သည်ကြီးမားသောဒေါသလိုင်းကိုခံစားလိုက်ရသည် သူသည် နိုင်ငံတော်၏အချုပ်အချာအာဏာကိုကာကွယ်ရန်ပြည်သူများကို ကာကွယ်ရန် သူ၏ယူနီဖောင်း၏ဂုံတိတ်ခါကိုထိမ့်သိမ်းရန် လေ့ကျင့်ထားသောတပ်သားတဦးဖြစ်သည်သို့သောဤလူစီကားသောလမ်းမပေါ်တွင် သူသည်ချင်းချောက်ခံရသည်စော်ကားခံရသည် သူ၏အမှားမဟုတ်ကြောင်းရှင်းလင်းသောအဖြစ်ပြက်တစ်ခုအတွက်အပြစ်တင်ခံရသည် သူ၏တက်သားကုန်တိတ်ခါကိုနင်းချေခံလိုက်ရသည်သူသည်ပဝင်းကျင်ရှိလူအုပ်ကိုကြီးလိုက်သည်ရင်းတို့သည်ကြီးနေုံသာဖြစ်ပြီး ဝင်ရောက်ဆွတ်ဖက်ရန်မရေရေကြပေအချို့သူများကအဝေးမှဓာတ်ပုံများနှင့်ဗီဒီယိုများရိုက်ကူးနေကြတော့လေညီသူများအကူညီပေးရန်ချင်းကပ်မလာကြပေအာကာကြော်သည်ရဲအုပ်မင်းခန့်နှင့် သူဤနောက်လိုက်များဤမျက်လုံးများတွင် သူသည်အင်းတို့ဤမာနကိုထုတ်ဖော်ပြသရန်လွယ်ကူသောပြစ်မှတ်တစ်ခုသာဖြစ်ကြောင်းသဘောပေါက်လိုက်သည်ဤဒီမှာဆိုင်ကယ်ရောကြီးပေးခြင်းကိစ္စများသာမဟုတ်တော့ပေဤဒီမှာမတရားမှုနှင့်တရားမျှတမှုကြားရှိ ကိုကျင့်တရားတိုက်ပွဲဖြစ်သည်ဤချိန်တွင် သူအမြဲတစေထိမ့်သိမ်းထားသော သူဤဒီခံစိတ်သည် ကုန်ခန်းလာပြီဖြစ်သည် သူခံစားရသော မတရားမှုသည် အထွတ်ထိပ်သို့ရောက်ရှိနေပြီဖြစ်သည် အာကာကျော်သည် သူ၏လက်များကိုတင်းတင်းဆုပ်ထားသည်ဒေါသကိုထိမ့်ချုပ်ထားယုံသာမကတိုင်မိမှုကြောင့်ညာဘက်ပခုံးမှနာကျင်မှုကြောင့်လည်းဖြစ်သည်သူသည်ကြောင်းဝင်ဖြန့်ဖြေးပေးနိုင်သူတဦးရှိမလားဟုပဝင်းကျင်ကိုကြည့်လိုက်သည်သို့တော့ကြောက်ရွံ့နေပြီးမပါဝင်လိုသော ပြည်သူများ၏အကြည့်များကသူ့ကိုပုံမိုစိတ်ပြက်စေသည် ရဲအုပ်မင်းခန့်သည်သူ၏မာနာဖြင့်အာကာကျော်၏ပခုံးကိုနောက်တစ်ကြိမ်တိုက်မိစေပြန်သည်ယခုတစ်ကြိမ်တွင်ပုံမိုပြင်းထန်သည်သွားတော့မင်းရဲ့ယူနီဖောင်းကပြတ်သားဖို့ပဲငါရှိမှအထက်စီးကနေမလုံနဲ့ဟုသူကအော်ဟစ်လိုက်ပြီးဇော်မျိုးနှင့်ထုံးလင်တို့၏ရေတံများကလိုက်ပါလာသည်အာကာကျော်၏ဂုံတိတ်ခါသည်အနေဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်တသားတူးအနေဖြင့် သူသည်ကာကွယ်ရန်ဂရီးတစ္ဆာပြုထားပြီးအရှက်ရစေရန်မဟုတ်ပေသူ၏တက်မှု၏စကားကို သူတရိယာလိုက်သည်စစ်မှန်သောတသားတဦးသည်မြည်သည့်အချိန်တွင်မိမိကိုယ်ကိုထိန်းချုပ်ရမည်နှင့်မြည်သည့်အချိန်တွင်မှန်ကန်မှုအတွက်ပြက်ပြက်သားသားလှုပ်ဆောင်ရမည်ကိုသိသည်မင်းညားကသူသည်အွန်လိုင်းဆောင်းပါးတစ်ပုဒ်ကိုဖတ်ခဲ့ရပြီးဥပဒေစိုးမိုးရေးရာရှိများအတွက်တမာတမတ်ရှိမှု၏အရေးပါပုံနှင့် လူအနေငယ်ဤမာနကြီးသောလောရဲ့များသည်အဖွဲစည်းကိုမြည်တို့ထိခိုက်စေနိုင်ကြောင်းကိုဖတ်ခဲ့ရသည်ယခုအခါတွင် သူသည် ထိုကဲ့သို့သောပြစ်မှုကျူးလွန်သူအားသူ၏တစ္ဆာရှိနောက်လိုက်နှစ်ဦးနှင့်အတူ သူ၏ရှေ့တွင်ရပ်နေသည်ကို မြင်တွေ့ရသည်သူ၏စိတ်ထဲတွင်လင်းမြန်သော တွက်ချက်မှုတစ်ခုဖြစ်ပေါ်လာသည်သူသည်တယောက်ထဲမဟုတ်ပေဂုံတိတ်ခါကိုအလေးထားသောတပ်သားများရှိသည်တရားမျှတမှုကို တိတ်တဆိတ်တောင်းတနေသောပြည်သူများရှိသည်ဤဒီမှာသူ့ကိုယ်သူနှင့်သူ၏ဆိုင်ကကိစ္စမျှသာမဟုတ်တော့ပေဤဒီမှာအဖွဲ့အစည်းဤဂုံတိတ်ခါနှင့်အများပြည်သူရှေ့တွင်နင်းချေခံရသောမှန်ကန်မှုဤအခြေခံမှုများအကြောင်းဖြစ်သည် အာကကြော်သည်ဤမတရားမှုကိုဆက်လက်ဖြစ်ခွင့်မပြုတော့ရန်ဆုံးဖြတ်လိုက်သည် သူဤကိုခန္ဓာတောင့်တင်းလာပြီးသူဤမျက်လုံးများကမင်းခန့်ကိုပြက်ပြက်တားတားစိုက်ကြည့်လိုက်သည် ဝါရုံရဲ့ဤမျက်နာပေါ်ရှိမဲပြုံးသည်စတင်မေးမိန်သွားပြီးအာကာကျော်ဤသဘောထားပြောင်းလဲမှုကို မြင်တွေ့ရသောကြောင့်အနှဲငယ်ရှုပ်ထွေးမှုဖြင့်အစားထိုးသွားသည် ရုတ်တရက်မင်းခန့်ဤနောက်မှရဲကင်းလက်ကားဤဩတန်ကတင်းမာမှုကိုဖြတ်တောက်လိုက်သည်ရဲကင်းလက်ကားဩတန်မဟုတ်ပဲတက်မတော်ရဲပမန်ထူးခြားသောဩတန်ကအုံမူနီးကက်လာသည်ကိုကြားလိုက်ရသည် မင်းခန့်နှင့် သူဤနောက်လိုက်များအပါအဝင် လူတိုင်းသည် အတန်ရင်းမျက်စီတို့လှဲ့ကြည့်လိုက်ကြသည်အနီရောင်တက်မတော်ရဲကင်းလက်ကားတစည်းသည် ဖြစ်ပြက်ရာနေရာနှင့်မနီမဝေးတွင် ရုတ်တရက်ရက်တန့်လိုက်သည် ကားအတွင်းမှအပြာရောင်ယူနီဖောင်းနှင့်အပြာရောင်အူထုတ်ဆောင်ထားသောတက်မတော်ရဲတပ်သားနှစ်ဦးအလျင်မြန်ဆင်းလာသည် ပထမဆုံးစဉ်အလာသူမှာဗိုလ်ကြီးရဲမင်းပြတ်သားပြီးတမာတမတ်ရှိသောအရာရှိငယ်တအူဖြစ်သည့် သူသည်အာကာကျော်နှင့်တက်မတော်အကယ်ဒမီမှတပတ်စဉ်နေဆင်းခဲ့သူဖြစ်သည့်အင်းတို့နှစ်ဦးသည်နိုင်ငံတော်တာဝန်ထမ်းဆောင်မှုအကြောင်းအချင်းချင်းဆွေးနွေးပြောဆိုလေးရှိကြသည်ရဲမင်းသည်သူ၏ပြက်သားသော မျိုးလုံးများဖြင့်လူအုပ်ကြားတွင်ရက်နေသောအာကာကျော်ကိုချက်ချင်းမှတ်မိလိုက်သည် သူသည်အာကာကျော်၏ဆိုင်ကယ်ပျက်စီးနေသည်ကို မြင်တွေ့ရပြီးယူနီဖောင်းဝတ်ထားသောရဲရာရှိများကသူ့ကိုချိန်ချောက်နေသည်ကိုလည်းမြင်တွေ့ရသည် မဆိုင်မတွပင်ရဲမင်းနှင့် သူ၏ရဲဘော်သည်ချက်ချင်းချင်းကပ်လာကြသည်ဘာဖြစ်နေတာလဲဟုရဲမင်းကအတန်ကြဲကြဲဖြင့်ဩပြောလိုက်သည်သူ၏အတန်တွင်ငင်းဆန်၍မရသောအာနာရှိသည် ရုတ်တရက်ပမန်၏ရောက်ရှိလာမှုသည် ဖြစ်ပျက်ရာနေရာသို့မတူညီသောအငွေအသက်ကိုဆောင်ကျင်းလာသည် အဝေးမှကြည်နေသောပြည်သူများသည်ယခုအခါတီတိုးပြောဆိုလာကြပြီး သူတို့၏မျက်နာများတွင်တက်တာရရမှုနှင့်စူးစမ်းလိုစိတ်တို့ရောနှောနေသည် မင်းခန့်သည်အစကအထက်စည်းဆန်နေတော်လဲယခုအခါအနှဲငယ်မလုံးမလဲဖြစ်လာသည် သူ၏ညီရဲနေသော မျက်နာသည်ဖြူဖြော့လာသည် အခြားတက်သားများအထူးသဖြင့်စစ်ရဲတပ်ဖွဲ့မှရုတ်တရက်ရောက်ရှိလာမည်ဟု သူမမျှော်လင့်ထားခဲ့ပေသူသည်ဂုံတိတ်ခါရှိသောမျက်နာထားကိုပြုလုပ်ရန်စူးစမ်းတော်လဲသူ၏ထိတ်လန့်မှုသည်တိတာထင်ရှားသည် ဇော်မျိုးနှင့်ထွန်းလွင်တို့သည် အစကပြုံးစည်းစည်းလုံနေတော်လေယခုအခါတိတ်ဆိတ်သွားပြီးတယောက်ကိုတယောက်ကြည့်နေကြသည် သူတို့သည်စစ်ရဲတပ်ဖွဲ့နှင့်ပတ်သက်သောကိစ္စများမှာတာမန်ကိစ္စမဟုတ်ကြောင်းကိုသိကြသည် အထူးသဖြင့်တက်မတော်သားတဦးတာဝန်ထမ်းဆောင်နေစဉ်သို့မဟုတ် မတော်တဆမှုတစ်ခုကြုံတွေ့ရသောအခါတွင်ဖြစ်သည်အာကာကျော်သည်ရဲမင်းကိုကျေးဇူးတင်သောအကြီးဖြင့် ကြည့်လိုက်သည်မမျောလင့်ပဲရောက်လာတော့သူရဲကောင်းသည် သူမျောလင့်ထားသောအပြောင်းလဲကိုယူဆောင်လာခဲ့သည်ဘူကြီးရဲမင်းသည် အာကာကျော်နှင့်ရဲရာရှိများ အုပ်စုထံသို့တောင်းတင်းစွာလျှောက်သွားသည် သူ၏မျက်လုံးများကယခုအခါရှိတ်ရွနေသောရဲအုပ်မင်းခန့်ကိုပြက်ပြက်သားသားစိုက်ကြည့်လိုက်သည်ရဲအုပ်မင်းခန့်မှန်လားဟုရဲမင်းကအေးဆေးတော်လဲအလေးနက်ထားသော အတန်ဖြင့်တိုက်ရိုက်မေးလိုက်သည် မာနာကြီးသောမင်းခန့်သည်ရှိတ်ရွစွာပြုံးလိုက်သည် ဟုတ်ပါတယ် ဘာဖြစ်တာလဲရိုးရိုးလေးပဲမတော်တဆမှုယင်ကြောမတော်တဆမှုလေးပါဟုသူကအခြေအနေကိုပေါ့ပေါ့တန်တန်သဘောထားရင်စူးစမ်းပြီးဖြေလိုက်သည်ကျွန်တော်မြင်ရတာကတော့ကျွန်တော်တက်သားတဦးကယင်တိုင်းမှုတန်ရာရခဲ့ပြီးအခုခမည်းနဲ့ခမည်းရဲ့နောက်လိုက်တွေကချင်းချောက်ခံနေရတာကိုပါဟုရဲမင်းကပြန်ပြောလိုက်သည် သူ၏အတန်တဆင်းမြင့်တက်သွားပြီးသူ၏မနစ်သက်မှုကို ပြသသည် သူသည်အာကာကျော်၏ပျက်စီးနေသောဆိုင်ကယ်ကိုလက်ညှိုးထိုးပြပြီးနောက်မင်းခန့်ကိုလက်ညှိုးထိုးပြလိုက်သည်ခမည်းကဥပရေစိုးမိုး၏အရာရှိပါလူဆိုးမဟုတ်ဘူးခမည်းပါလို့တာဝန်မယူဘဲပိုဆိုးတာကထိခိုက်သူကိုချင်းချောင်းနေတာလေမင်းခန့်သည်ချွေးများဆိုလာသည်ရဲမင်း၏ဂုံသိပ်ခါရှိသောအငွေအသက်နှင့်ပြက်သားသောအကြည့်များကသူ့ကိုယုံကြည်မှု ဆုံးရှုံးစေခဲ့သည်ဇော်မျိုးနှင့် ထိုးရင်တို့သည်ခေါင်းငုံထားကြပြီးကြည်ရန်ပင်မရေရေကြပြီးမဟုတ်ဘူးပုံပြင်ကအဲ့ဒီလိုမဟုတ်ဘူးသူကလမ်းမဝင်နာဟုမင်းခန့်ကထိတ်လန့်စွာခုခံပြောဆိုရန်စူးစမ်းသည်သို့တော့ရဲမင်းကသူ့ကိုအခွင့်အရေးမပေးလိုက်ပေ ခမားရဲ့ပြဆက်တွေတော့ပါတော့ကျွန်တော်မှဒီမှာမျက်မြင်သက်သေအများကြီးရှိတယ်ဟုရဲမင်းက လူအုပ်ကိုလှမ်းကြည့်ပြီးပြောလိုက်သည်ရင်းတို့ကသူတို့ဤထောက်ခံမှုကိုပြသရန်ပုံမူနီးကပ်လာကြသည်ပြီးတော့ရင်ထင်းစနစ်ကင်မရာတွေကလည်းဒီအဖြစ်ပြက်ကိုရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားတယ်လို့ကျွန်တော်ယုံကြည်တယ်ဟုသူကပြောလိုက်သည်ထိုချင်းချောက်မှုကမင်းခန့်ကိုစကားမပြောနိုင်အောင်လှုပ်လိုက်သည် မန်ကဝင်ရောက်ဆွတ်ဖက်ပြီးအာကောင်းသောတက်တေအထောက်ထားများရှိနေပါက သူဤယာရူဘောဝပြီးဆုံးနိုင်ကြောင်းသူတိသည်အစကလက်လျှော့ရှုံးပေးခဲ့သောအာကာကျော်သည် သူဤခွန်အားများပြန်လည်ရရှိလာသည်သူသည်တရားမျှတမှုကိုအကောင့်ထဲပေါ်ရန်အခွင့်အရေးကိုမြင်တွေ့လိုက်သည်ခိုင်မာသောခြေလမ်းများဖြင့်သူသည်မင်းခန့်ထံချင်းကပ်သွားသည်ဆရာကျွန်တော်ကောင်းကောင်းမွန်မွန်ပြောဖို့စူးစမ်းခဲ့တယ်ဒီဆိုင်ကယ်ဟောင်းလေးကကျွန်တော်တာဝန်ထမ်းဆောင်ဖို့ တခုရေသောယင်မှာကျွန်တော်ပူမတောင်းဆိုပါဘူးဆရာရဲ့တာဝန်ယူမှုယောက်ျားတယောက်အနေနဲ့အရာရှိတယောက်အနေနဲ့တာဝန်ယူမှုပဲလိုချင်တာပါ ဟု အာကာကျော်ကပြောလိုက်သည် သူ၏အတန်သည်ငြိမ်သက်တော်လဲနှဆိုင်သောဒေါသကိုဖုံးကွယ်ထားသည်ထောက်မိပြီးကြောက်လန့်နေသောမင်းခန့်သည်တောင်းပန်မိအစားသူ၏မာနကြီးသောဇယိုက်ကိုပြန်ပြောင်းသွားသည်မင်းကငါခွင့်လွတ်ပြီးသားဒါပေမဲ့စကားများနေတော့ပဲငါ့ကိုတိုင်ကျင်တာလား မင်းကိုဘာမှမလုပ်ဖို့ငါပြောထားတယ်ဟုမင်းခန်းကအော်ဟစ်လိုက်ပြီးသူ၏လက်သေးများကိုစုပ်ကင်ကအာကာကြော်ကိုပားရိုက်ရန်လှုပ်လိုက်သည်အီဒီမာမတရားမှု၏အထုထိတ်ဖြစ်သည်အာကာကြော်၏ဒီခန့်စိတ်သည်တကယ်ပင်ကုံဆုံးသွားပြီဖြစ်သည် မင်းခန့်၏ပားရိုက်ရန်ကြိုးပမ်းမှုကိုမြင်တွေ့ရသောအခါအာကာကြော်၏လေ့ကျင့်ထားသောတက်သားစင်ကချက်ချင်းဝင်ရောက်လာသည် လင်းမြန်သောလှုပ်ရှားမှုနှင့်တုံ့ပြန်မှုဖြင့်သူသည် ထိုတိုက်ခိုက်မှုကိုပိတ်ဆို့လိုက်သည်ပြီးနောက်အာကာကျော်သည်မဆိုင်မတွပင်မင်းခန့်ဤမေယိုးကိုထိမှန်အောင်ထိုးချလိုက်သည်ဖြုံထိုးထိုးတက်တန်သည်ပြင်းထန်လွန်းသောကြောင့်မင်းခန့်သည် နောက်သို့ရိုင်လဲသွားပြီးနောက်လမ်းပေါ်သို့ဘွန်းကနေလဲကျသွားသည် သူဤရဲဦးထုတ်လွင့်ကျသွားပြီးသူဤထိတ်ပြောင်သောခေါင်းကိုဖော်ပြလိုက်သည် သူဤကွဲနေသောနှုတ်ခမ်းထောင်းမှ သွေးများစတင်စီးကြလာသည် ဇော်မျိုးနှင့်ထွန်းလွင်တို့အလွန်အံ့အားတင်သွားကြသည်သူတို့သည်အာကာကျော်ကိုနှစ်ဖက်မှတိုက်ခိုက်ရန်ကြိုးစားကြသည်သို့သောအာကာကျော်သည်တာမန်တပ်သားတဦးမဟုတ်ပေသူသည်ပြင်းထန်သောလေးကျင့်မှုများမှထွက်ပေါ်လာသူဖြစ်ပြီးအရေးပေါ်အခြေအနေများကိုရင်ဆိုင်ရန်လေးကျင့်ပေးထားသည်လေမြန်စွာပင် သူသည်ဇော်မျိုး၏ထိုးတက်မှုကိုရှောင်ရှားပြီးနောက်မြေပြင်သို့ပြစ်ချလိုက်သည်ပြုံး ဇော်မျိုးနာကျင်စွာညှိတွားလိုက်သည်တငယ်ချင်းလေးကြနေသည်ကိုမြင်သောထွန်းလွင်သည်အာကာကျော်ကိုကံရန်စူးစားသည်သို့တော်သူ၏ခြေကံချင်းကိုဖမ်းဆုပ်လိုက်သည် ထိရောက်သောကိုခံပညာဖြင့်အာကာကျော်သည်ထွန်းတွင်ဤခြေထောက်ကိုလိမ့်လိုက်ပြီးသူလဲကျသွားပြီးနောက်အလွယ်တကူထိမ့်ချုပ်လိုက်သည်စကန့်ပိုင်းအတွင်းတွင် မာနာကြီးသောရဲရာရှိသုံးဦးဖြစ်သည့်မင်းခန့်နာကျင်စွာညှိတွားနေသောဇော်မျိုးနှင့် ိန်းချုပ်ခံထားရသောထွန်းလွင်တို့သည် မလုံမရှက်ပြစ်လဲနေကြသည်လူအုပ်သည် အားပေးကြွေးကြော်ကြသည် အချို့ကလက်ခုပ်တီးကြသည်တရားမျှတမှုချက်ချင်းအကောင့်ထဲပေါ်လာသည်ကို မြင်တွေ့ရသောကြောင့်ကျေနပ်နေကြသည်ဘိုးကြီးရဲမင်းသည်အာကာကျော်မှန်ကန်စွာလှုပ်ဆောင်ခဲ့သည်ဟုအချက်ပြသခဲ့သောခေါင်းညိတ်လိုက်သည် ဘူကြီးရဲမင်းသည်သူ၏ပမှန်ရဲဘော်ကိုဌာနချုပ်သို့ဆက်သွယ်ပြီးအကူအညီတောင်းရန်ချက်ချင်းအမိန်ပေးလိုက်သည့်မိနစ်ပိုင်းအတွင်းတွင် ပမှန်အဖွဲ့ဝင်အများပြားသည်စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ဖြစ်ပျက်ရာနေရာသို့ရောက်ရှိလာကြသည်။အစားကကြီးနေုံသာ ဖြစ်သောလူအုပ်သည်ယခုအခါရဲအုပ်မင်းခန့်နှင့်သူ၏နောက်လိုက်များကအာကာကျော်ကိုမြည်တို့ချင်းချောက်ခဲ့ကြောင်းအသေးစိတ်ပြောပြကရဲရဲတင်းတင်းတက်တည်ခံကြသည်။ ပြည်သူများ၏ဖုန်းများမှဗီဒီယိုမှတ်တမ်းများစွာသည်လည်းပြန့်နှံ့နေပြီးမင်းခန့်၏မာနကိုငင်းဆန်၍မရသောတက်တေအထောက်ထားများဖြစ်လာသည်ညနာတွင်ဒံယာများနှင့်နှုတ်ခမ်းများပူးယောင်နေသောရဲအုပ်မင်းခန့်သည်နာကျင်စွာညှိတွားနေသောဇော်မျိုးနှင့် ထွန်းရွင်တို့နှင့်အတူပမှန်ကားဖြင့်ချက်ချင်းခေါ်ဆောင်သွားခြင်းခံရသည့်ယင်းတို့သည်မိမိကိုယ်ကိုကာကွယ်ရန်မတတ်နိုင်တော့ပေတက်သေးခံချက်များနှင့်ဗီဒီယိုတက်သေးခံချက်များအားလုံးသည်ကောက်ချက်တစ်ခုတည်းကိုဥတီနေသည့်ယင်းတို့သည်အာနာကို အလွဲသုံးစားလုပ်ခဲ့ပြီးလူဆိုးများကဲ့သို့ပြုတ်ငူခဲ့ကြသည် အာကာကျော်၏ပျက်စီးနေသောဆိုင်ကယ်ကိုလည်းတက်တေကံပျက်စီးအဖြစ်ဓာတ်ပုံရိုက်ယူခဲ့သည်ရဲမင်းသည်လှုပ်ထုံးလုံနည်းများအတိုင်းအားလုံးဆောင်ရွက်ကြောင်းသိချစေခဲ့သည်မြစ်တီအရာကိုမျှဖုံးကွယ်ထားခြင်းမရှိပေသူသည်အာကာကျော်၏ဆိုင်ကယ်ကိုပြန်လည်ပြုပြင်ပေးမည်ဖြစ်ပြီးကုန်ကြစည်အားလုံးကို အမှားကျွလွန်သူများကကြားခံမိဟုပုဂ္ဂိုလ်ရေးအမခံခဲ့သည် ဤအဖြစ်ပြက်နှင့်ပတ်သက်သောသတင်းများသည်လူမှုကွန်ရက်နှင့်နိုင်ငံစာတိုးအုပ်စုများတွင်လျင်မြန်စွာပြန့်နှံ့သွားပြီးချက်ချင်းဆိုသလိုရေပန်းစားလာခဲ့သည့်ရဲအုပ်မင်းခန့်ဤလုပ်ရက်များကြောင့်မကြေမနက်ဖြစ်နေသောရန်ကုန်ပြည်သူများသည်တက်တာရရပြီးကျေနပ်နေကြသည်။အင်းတို့သည်အာကာကျော်ကို မတရားမှုကိုရဲရဲတင်းတင်းဆန့်ကျင်ဝင်သော သူတို့၏နှလုံးသားများကို ကိုးစားပြုသော သူရဲကောင်းအဖြစ်ရှုမြင်ကြသည်။ အာကာကျော်တာဝန်ထမ်းဆောင်ရာ တိုင်းစစ်ဌာနချုပ်မူခြေလင်းတက်မူဘုံမူကြီးဝေရန်အဖြစ်ပြက်နှင့်ပတ်သက်သောအစီရင်ခံစာကိုရရှိသောအခါတက်ကြွကြီးအာကာကျော်ဤပြတားပြီးတိုင်းတာနိုင်သောလှုပ်ဆောင်မှုကိုချက်ချင်းချီးကျူးခဲ့သည်သူသည် သူဤတက်သားဤရဲစွန်းတတိနှင့်တမာတမန်ရှိမှုကိုချီးကျူးခဲ့ပြီးတက်မတော်သည်ပြည်သူများကိုကာကွယ်ရန်နှင့်မှန်ကန်မှုကိုထိန်းသိမ်းရန်အမြဲတစေရှေ့တန်းတွင်ရှိနေမည်ဖြစ်ကြောင်းအလေးအနက်ပြောကြားခဲ့သည် ရဲအုပ်မင်းခန့်နှင့် သူ၏နောက်လိုက်များ၏အမှုကိုလင်းမြန်စွာနှင့်ပွားမင်းလင်းမြင်သားစွာဆောင်ရွက်ခဲ့သည့်နှဆိုင်သောစုံစမ်းစစ်ဆေးမှုနှင့် အလွန်အားကောင်းသောတပ်တွေအထောက်ထားများပြီးတွင်မင်းခန့်အားယာရုမှထုတ်ပယ်ခဲ့ပြီးသူ၏လုံရဲများအတွက် စီကံထိန်သိမ်းရေးနှင့်ရာဇဝတ်မှုဆိုင်ရာတရားစွဲဆိုခြင်းခံရမည်ဖြစ်သည့်သူသည်ရဲတပ်ဖွဲ့မှဂုံတိတ်ခါမဲ့ထုတ်ပယ်ခံရနိုင်ခြေလဲရှိသည့် ဇော်မျိုးနှင့်ထွန်းလွင်တို့သည်လည်းပြင်းထန်သောပြစ်ဒဏ်များမှလွတ်မြောက်ခဲ့ခြင်းမရှိပေလမ်းပေါ်ရှိသူတို့၏ပေါ်ဆောင်မှုနှင့်မာနကြီးမှုတို့သည်တမတော်သားတဦးကိုကိုထီးလက်ရောက်ကျူးလွန်မှခုဖြင့်အဆုံးတတ်ခဲ့ပြီးဂင်းတို့အတွက်ခါးသီးသော သင်ငန်းစာတစ်ခုဖြစ်လာခဲ့သည်ရန်အနေငယ်အကြာတွင် အာဂါကျော်ပိုင်ဟန်ဒဝက်တရ25အနီရောင်ဆိုင်ခဲ့သည်အရင်ကထက်ပုံမတော့ပစွာဖြင့်ချုံးမွေစွာပြန်လည်ကောင်းမွန်လာခဲ့သည် ပြုပြင်စရိတ်အားလုံးကိုမင်းခန့်ကအပြည့်အဝကြားခံခဲ့သည် ပမန်နှင့်ရဲတပ်ဖွဲ့၏တင်းကျပ်သောကြားဝင်ညှိနှိုင်းမှုများမှတဆင့်အာကာကျော်သည်ပုံမှန်အတိုင်းပြန်လည်လှုပ်ဆောင်ပြီးနိုင်ငံတော်ဝန်ထမ်းတအူးအဖြစ် သူ၏တာဝန်ကိုတမာတမန့်ရှိစွာထမ်းဆောင်ခဲ့သည်သူသည်ချီးမွမ်းခြင်းကိုရှာဖွေခြင်းမရှိဘဲတရားမျှတမှုအကောင့်ထဲပေါ်စေရန်သာလိုလားခဲ့သည်ထိုအဖြစ်ပြက်သည် ယူနီဖောင်း၌ မိယာရူးတို့ကိုမတရားလုံဆောင်ရန်အတွက် အကာအကွယ်အဖြစ်အတုံးမပြုတင်ကြောင်းလူတိုင်းအတွက်သတိပေးချက်တစ်ခုဖြစ်လာခဲ့သည်မြည်သည့်အာနာထက်မဆိုးမှန်ကန်မှုနှင့်တရားမျှတမှုသည်အမြဲတစေလမ်းကြောင်းကိုရှာတွေ့မည်ဖြစ်သည်နှိမ့်ချသော တက်ကြက်ကြီးအာကာကျော်နှင့် မာနကြီးသောရဲအုပ်မင်းခန့်တို့၏ဇလန်းသည်ရန်ကုန်တွင်သာမကမြန်မာတိုင်းနိုင်ငံလုံးတွင်ရေပန်းစားခဲ့သည်ဤဒီမှာပြည်သူများနှင့်တန်ရှင်းသောအရာရှိများသည် မတရားမှုကို မြင်တွေ့ရသောအခါငြိမ်သက်စွာမနေကြဟုသောတသက်ဖြစ်သည်တရားမျှတမှုသည်နောက်ဆုံးတွင်အမြဲတစေအနိုင်ရမည်ဖြစ်သည်ဤဇလန်းသည်အပြင်ဘက်ရှိဘဝဇလန်းများစွာဤတစိတ်တပိုင်းမျှတာဖြစ်သည်ကောင်းသည်ကိုယူပါမကောင်းသည်ကိုစွန့်ပစ်ပါအကယ်၍တငယ်ချင်းတို့သည် အခြားထူးခြားသောဇလန်းများကိုဆက်လက်ရှာဖွဲ့ပေလိုပါက subscribe လုပ်ရင်မမေ့ပါနဲ့